အဲ့ဒီတုံညာကိုလုံးကြမယ်ဆိုတဲ့စနစ်ကလေးကိုလည်းပြရင်းနဲ့ပေါ့ဗျာเนาะဒါပြပြီးပါเนาะဒါဥနယ်ဒီမှာပြထားတာပေါ့เนาะဒီဒီဒီလိုင်းလေးเนาะနှစ်စတုန်းက2025ခုတုံညာဒီကိုလုံးကြမယ်ကိုလုံးထွက်မယ်ဆိုပြီးတော့ပြောခဲ့တယ်တုံညာအပါကဏ္ဍပြန်ကြမယ်လို့ပြောခဲ့တယ်တုံညာ6ကအာမွေကဏ္ဍ6 6ကဒဲမွေကဏ္ဍเนาะအဲ့ဒီဖြစ်စဉ်တွေရမှာတုံညာလေးလေးအာတုံညာတုံညာလေးအာ6တုံညာခွန်အာဆိုပြီးတော့ဒီစနစ်ထဲကနေပြီးတော့ဥနယ်ပြောခဲ့တာရှိတယ်ပေါ့เนาะ ။ကြည့်ရအောင်။ဟောအခုဒီထဲမှာကြည်နေတယ်ပေါ့နော်။ဒါတုံညပါတယ်ခဏလေးပြပေးပါဆိုတဲ့ဥနိုင်ရအမကန်မိတ်ဆွေကြီးကြည်နေပါတယ်နော်။အခုဥနိုင်ပြပေးလိုက်ပါပြီ။ငါးပရိတ်၃ချက်တန်းတယ်နော်။ဟောဘူးပရိတ်၃ချက်တန်းတယ်နော်။တုံညပရိတ်တုံညပရိတ်တုံညပရိတ်လို့တုံညပရိတ်၃ချက်တန်းတယ်။တုံညပရိတ်၃ချက်တန်းပြီးတာနဲ့ပထမဦးဆုံးသူကဘာလေးလုတ်ခဲ့ရမလဲဆိုတော့ပထမဦးဆုံးတုံညပရိတ်ရဲ့ဒီ taste နောက်ဘက်ရဲ့အလေရဲ့ထိတ်စီးရဲ့၄၃၃ညနော်အဲ့ဒီ၄၃၃ညဆိုတာဒီသူ့ရဲ့ညဘက်ပေါ့နော်သူ့ရဲ့ညဘက်တစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်မြောက်တဲ့မှာ၄၃၃ညဆိုပြီးကနေဘက်လေထွက်တယ်ထွက်ပြီးတော့မှဒုတိယ၃ညပရိတ်ရဲ့နှစ်ထဲမှာ၃ညခါနဲ့ကနန်းဒီကို၃ညချက်ဒီအဲ့ဒီနှစ်ထဲမှာ၄ခါရဲ့ဇောင်းမှာတဲထွက်တယ်အဲ့ဒီလိုထွက်ပြီးတော့မှသူ့ရဲ့နောက်တဲ့နှစ်မှာနော်ဒီလို၃ည၃လေးလို့ မွေးကနန်းထွက်ပြီးနေတဲ့တပွဲကျော်က338ဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်ကိုထပ်ပြီးထွက်တယ်ဟုတ်ပြီအဲ့ဒီလိုထွက်ပြီးတာနဲ့တုံညာပရိတ်၃ချက်တန်းခဲ့တဲ့တွေသူ့ရဲ့နောက်တစ်နှစ်မှာတုံညာဆိုတဲ့ကနန်းဒီဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး၆လုံး၇လုံး၈လုံး၉လုံးကြတယ်တုံညာ၉လုံးကြတယ်အဲ့တုံညာ၉လုံးကြတဲ့အထက်မှာနော်တုံညာပါတဲ့မွေးကနန်းဒီ၆တုံညာခွန်ပတ်လဲကြတယ်၄နှလုံးတုံညာကြတယ်တုံညာနှလုံး၄ကြတယ်ဟုတ်ပြီအဲ့ဒီတော့ ဒီပထမ၃ညမှာလဲမွေကနန်းထွက်ခဲ့တယ်ဒုတိယ၃ညပရိမှာလဲမွေကနန်းထွက်ခဲ့တယ်အခုတတိယ၃ညပရိမှာကျသူ့ရဲ့အပေါ်တပွဲကြော်မှာနော်၃ညတစ်လုံး6ထိတ်နဲ့၃ညတစ်လုံးအပါ6၃ညတော့6၃ညတစ်ဆိုတဲ့ကနန်းကလဲအဲ့ဒီနှစ်ထဲမှာနှစ်ခါတောင်ထွက်တယ်ပေါ့နော်ဒါပထမတကက်အဲ့ဒီလိုထွက်ပြီးတာနဲ့6၃ညတော့နဲ့အဲ့လိုထွက်ပြီးတာနဲ့အဲ့ဒီနှစ်ထဲမှာ၃6ညဆိုတဲ့ကနန်းဒီပြန်ကြပြန်ကြရဲ့အောက်က9 6ကလဲ9 6ဆိုပြီးဒဲထွက်တယ်ပေါ့နော် ဒါမွေးကနေအရာပထမတစ်ခက်ပြီးပါတယ်ဒုတိယကမှလည်းအဲ့ဒီလိုပဲတုံညာပရိသုံးချက်တန်းနဲ့တုံညာခွန်တစ်ဆိုတဲ့ကနန်းဒီတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တည်းမှာတုံညာခွန်တစ်ကနန်းပတ်လေထွက်တယ်ထွက်ပြီးတာနဲ့ဒုတိယတုံညာပရိနှစ်ထဲကတုံညာခါနဲ့ကနန်းဒီအဲ့ဒီနှစ်ထဲမှာပဲလေးခါရဲ့ဆောင်းမှာတက်ထွက်တယ်အဲ့ဒီလိုထွက်ပြီးတာနဲ့သူ့ရဲ့တပွဲကျော်ဟာငားငားရှိဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်မှာဒဲလိုက်ထွက်တယ်ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာတုံညာဒီတစ်လုံးနှစ်လုံး 3လုံး4လုံး5လုံး6လုံး9လုံး10လုံး9လုံးလို့ကြားတယ်။3ည9လုံးလို့ကြားတယ်။ကြားပြီးတော့မှအဲ့3ည9လုံးထဲမှာဘာတွေပါခဲ့လဲဆိုတော့နော်3ည2လုံး4ဆိုတဲ့ကဏ္ဍပတ်လဲထွက်တယ်ခွန်ချောင်းတုံညာဆိုတဲ့ကနန်းပတ်လေထွက်တယ်။တုံညာလေးလေးဆိုတဲ့ကနန်းပတ်လေထွက်တယ်။နော်ဒီကနန်းသုံးခွက်ပေါ့။ထွက်ခဲ့တယ်။ထွက်ခဲ့ပြီးတော့လည်းဒါဆိုရင်တို့ဒီမှာနောက်ပိတ်ဆုံးတုံညာပရိရဲ့တပွဲကျော်မှာ6ထိပ်စီနဲ့6တုံညာတို့ရဲ့690ဆိုတဲ့ကနန်းကလည်းအဲ့ဒီနှစ်ထဲမှာပတ်လေထွက်တယ်။ ထွက်ပြီးတော့အဲ့ဒီနဲ့ထဲမှာ၄ခွန်၄ကခွန်၄လေးလို့ပြန်ကြတယ်ကြရရဲ့အောက်က685ဆိုတဲ့ကဏ္ဍဒီလေးဒဲထွက်တယ်ဒါဒါဒါဒုတိယအကက်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီတတိယအကက်မှာတုံညာပရိတ်၃ချက်တန်းတယ်တန်းတော့ဒီမှာခွန်၈3ဆိုတဲ့ကဏ္ဍဒီတနည်းနည်းနည်း၃နည်း၄နည်းမြောက်မှာလာထွက်တယ်ခွန်၈3လို့ထွက်ပြန်တယ်ဒုတိယတုံညာပရိတ်နှစ်ထဲကတုံညာခါနဲ့ကဏ္ဍဦးတုံညာ၃ဒီ၄ခါရဲ့ဇောင်းမှာဒဲထွက်တယ် အဲ့ဒီလိုထွက်ပြီးတော့သူ့ရဲ့တပွဲကျော်ကဦးချောင်းနှစ်ဆိုတဲ့ကညာဒီသူ့ရဲ့နောက်တစ်နှစ်မှာဒါဒဲအောင်နေပေါ့နော်ဒဲအောင်ပြရတဲ့သူ့ရဲ့နောက်တစ်နှစ်ခု2025ထဲမှာတုံညာဒီကိုလုံးကြမှာကိုလုံးကြမှာဆိုတော့ဒီမှာနှစ်လုံးဒီမှာသုံးလုံးသုံးလုံးပဲကြာသေးတယ်အဲ့တော့ဒီကဏန်းကတော့၄ပင်ကျန်တယ်တုံညာက၅လုံးကျန်အဲ၆လုံးကျန်တယ်ပေါ့နော်ကဏန်းဒီ၄ပင်ပဲကျန်တယ်တုံညာက၆လုံးကျန်တယ်ဆိုတော့အဲ့ဒီမှာတုံညာကိုလုံးကတော့အပြည့်ကြကျင်လဲကြမယ် မကြချင်လည်းမကြတော့ဘူးပေါ့ပထမနှစ်ကတ်မှာတော့အဲ့လိုကြခဲ့တယ်ဟုတ်ပြီအဲ့လိုဖြစ်ခဲ့တဲ့အတွက်အဲ့ဒီနှစ်ထဲမှာနော်လေးနှလုံးတုံညာလည်းထွက်ရမယ်တုံညာနှလုံးလေးလည်းထွက်ရမယ်၆တုံညာကုန်လည်းထွက်ရမယ်ဒါလည်းတကွမှမထွက်သေးဘူးအဲ့လိုဖြစ်တဲ့အတွက်ဒီနောက်ဆုံးကြတဲ့တုံညာပြည့်ရဲ့တပွဲကျော်က၆ထိပ်စီနဲ့၆တုံညာအတွဲပါတဲ့ကနေ650ဆိုတဲ့ကနန်းကလည်းမွေးကနန်းအဖြစ်နဲ့ထွက်ရမယ်အဲ့လို650မွေးကနန်းအဖြစ်နဲ့ထွက်ပြီးတာနဲ့အဲ့ဒီနှစ်ထဲမှာ6405 406လို့ပြန်ကြလို့ဖြစ်လို့သူ့အောက်က865ဆိုတဲ့ကနန်းကလည်းမွေးကနန်းအဖြစ်နဲ့ဒဲထွက်ရမယ် ဲ့တော့ဒီဖြစ်စဉ်လေးကအခုချိန်ထိအောင်မွေးကနန်းနေလဲထွက်မလာသေးဘူးတုံညာကလည်းတုံလုံးပဲကစားသေးတယ်အဲ့တော့ဒီဖြစ်စဉ်ဒီတခုခုကတော့ဒါသူကြံခဲ့ရတာပါပေါ့နော်ကနန်းက၄ချိန်ပဲကြံတော့တာကိုဒါအခုကတုံညာကြိုက်တဲ့မိတ်ဆွေကပြပေးပါသလိုဒါဥနိုင်ကပြန်ပြပေးတယ်နော်အဲ့ဒီမှာသူကထူးခြားဖြစ်စဉ်ကပထမအကက်မှာလဲပြန်ကြကြိုက်တဲ့မိတ်ဆွေတွေကတုံညာဖြစ်ရှင်းတော့တုံညာပါတဲ့ကနန်းတုံညာတိချောက်ကပြန်ကြဒုတိယအကမှာလည်းအဲ့လိုပဲတုံညာဖြစ်ချင်းကြောင့်နော်ဒီ၈တုံညာ၄ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနေ့တည်းမှာပြန်ကြ ဒါဆိုရင်အခုဒီတတိယဖြည့်စင် မှာလဲတုံညာဖြည့်စင်နေကြောင်းတုံညာပါတဲ့ကဏ္ဍပြန်ကြဆိုတော့900နဲ့3တုံညာ9နဲ့ရလဲဒါပြန်ကြဖြစ်နေဒီဘွဲမှာကြိုက်တဲ့မိတ်ဆွေတွေကကစားလိုက်ပေါ့ဗျာနော်ပထမဦးဆုံးစပြီးတော့ပြပေးမယ်ပေါ့နော်ခုနကတစ်ထိုင်ကိုပြပေးမယ်နော်အဲ့တော့ line ပေါ်မှာဆရာတော်တော်များများကဒီနှစ်ထဲမှာပေါ့2020နဲ့5ခုနှစ်ထဲမှာဆရာတော်တော်များများကထွန်ကြမယ်ဆိုတဲ့စနစ်ဒီနော်ကို့အမြင်သူ့အမြင်နေနဲ့မတူအောင်ကို အားလုံးကစေတနာကိုရှေ့ထားပြီးတော့တင်ပြတာကိုတွေ့ရှိရတယ်ပေါ့နော်အဲ့ဒီမှာဥနိုင်တို့ကထွန်ကနန်းကြောင့်ပဲစနေတရတော့တွေ့တာဟုတ်ပြီဒါဆိုရင်တို့ကထွန်ကနန်းစေကွယ်ထရနေတို့ကတခွက်ကိုပဲတို့ကယူရတော့မှာပေါ့နော်နော်ဒါပြပြီးမှဖြစ်တယ်အော်ဒီတစ်ထွန်ကဥနိုင်ကခုနှစ်ကြိမ်မှာတော့ကအော်ဂနန်းဖြစ်နေတစ်ထွန်ကိုကစားခဲ့တယ်နော်ခုနှစ်ကြိမ်ပြီးတော့၁၈ကြိမ်မှာအဲ့ဒီတစ်ထွန်ကိုအော်ဂနန်းဖြစ်နေကစားခဲ့တယ် တခါ၁၆ချိန်ပြီးတော့လေထို့တူပဲဦးနိုင်တို့9ချိန်၁၆ချိန်ပြီးတော့ဒီ၁၆ချိန်မှာတော့လေအဲ့တစ်ထွင်ကိုပန်တူတာ organ ဖြစ်နေကစားခဲ့တယ်နော်ကစားခဲ့တော့ညာလေဒါဦးနိုင်တို့ကစားခဲ့တဲ့ပွဲဒီမှာတစ်ထွင်ကလုံးဝမထွက်ခဲ့ဘူးပေါ့နော်တစ်ထွင်ကလုံးဝမထွက်ခဲ့ဘူးဒီမှာဒါ9ချိန်မှာတော့တစ်ထွင်ကိုပန်တူတာ organ ကစားတာဒါ9ချိန်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်အဲ့9ချိန်ပြီးတော့ဦးနိုင်တို့ဒီမှာဒါဒါ18ချိန်နော် 18ချိန်မှာလဲပါတူတန် organ ကိုတစ်ထွင်တစ်ခွက်ထဲပဲကစားခဲ့တာနော်ဟုတ်ပြီအဲ့ဒီလိုကစားပြီးကြနဲ့9ချိန်18ချိန်ပြီးတော့ဒီမှာ19ချိန်နော်9ချိန်မှာကစားတယ်18ချိန်မှာကစားတယ်အခုဒီမှာ19ချိန်မှာလဲပါတူတန် organ နဲ့ကစားခဲ့တယ်ဒီတွထိုင်ဆိုတဲ့ကဏ္ဍကိုဒါပေမဲ့ဦးနိုင်ဒီ9ချိန်18ချိန်19ချိန်မှာကစားတာဒီတစ်ထွင်တာလုံးဝထွက်မလာခဲ့ဘူးဟုတ်ပြီဒါဆိုရင်အဲ့တော့ဦးနိုင်ရဲ့မိတ်ဆွေတွေကိုထွင်ကြိုက်တဲ့မိတ်ဆွေတွေကိုအခုဒီ20ချိန်မှာလဲပြစ်ထွင်ကိုဦးနိုင်ပြမယ်အကယ်၍ 20ချိန်မှာကံအကြောင်းမလားလို့ဒီတစ်ထွိုင်းဆိုတဲ့ကနန်းလေးကမထွက်ခဲ့ဘူးဆိုရင်ကြံ3ချိန်မှာမွေးထိုးခြင်းနဲ့မိတ်ဆွေတွေမွေးထိုးလိုက်ပေါ့ဗျာနော်ကဲကောင်းပြီဒါဆိုဒါအုံးနဲ့စကြမယ်ဒါလေးကလေးကစီလေးနော်လေးကစီလေးဒီလေးကစီကနေပြီးတော့ပြီးခဲ့တဲ့ပွဲမှာပြီးခဲ့တဲ့ပွဲမှာဒါခွန်9နှစ်ဆိုတဲ့ကနန်းမွေးကနန်းပြမှာဆိုလို့ဒီဒီကနေပြခဲ့တယ်နော်အဲ့တော့ဒီ line တွေကနေပြီးတော့အခုတစ်ထွိုင်းကိုပထမဦးဆုံးအုံးနဲ့ကစားပြရှီပေါင်း6 东龙斗娘不斗娘，地东龙斗娘；西王桥东龙姑不对姑，地东龙姑；西王桥东龙媳不对媳，地东龙媳；西王桥东龙空不对空，地东龙空。大明我对了，对了高米，地东龙没人西，地东龙没人姑，地东龙没人豆娘，地东龙没人爹。啊，新年里共偷来的，偷来的好比伢说人哎，啥样的味 n 喏。 အများနဲ့မတူတဲ့ကဏ္ဍတစ်ခွက်ကိုမွေးကဏ္ဍအဖြစ်နဲ့ဦးနိုင်ငါဒီပွဲမှာကစားမှာအဲ့တော့ပရမကတ်မှာဒီဖြစ်စဉ်ကိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီတုံညာပရိရဲ့ဒီပဲဇောင်းမှာနော်56 56အတွဲကိုဒီပရိက6နဲ့နော်56အတွဲကိုဒီမှာ56တွဲနော်ဒီမှာ56အတွဲကိုဒီပရိဒီ6တလုံးကတ်လိုက်969ဆိုရဲအာကဏ္ဍပတ်လေဒီဒီပရိတ်တုံညာရဲ့ဒီဘက်နှစ်မှာ969ဆိုတဲ့ကဏ္ဍပတ်လေဒီမှာလာထွက်တယ် ဟုတ်ပြီဒုတိယအကတ်မှာလည်းအဲ့လိုပဲဖြစ်စဉ်ကိုတည်လိုက်တယ်တည်ပြီးတဲ့ဒီမှာရှိတာ54တွဲ54တွဲကိုဒီဗရိတ်ကနှစ်နဲ့နော်54အတွဲကိုဗရိတ်နှစ်နဲ့နော်54နှစ်ဆိုတဲ့ကဏ္ဍပတ်လေးရလဲသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်တတိယအကတ်မှာဒီဖြစ်စဉ်ကလေးကိုတည်လိုက်တယ်တည်လိုက်တော့ဒီမှာ49တွဲ၄ကိုတွဲကိုဒီဗရိတ်ကခွန်နဲ့နော်မ၄၄အကိုတွဲကိုဗရိတ်ကခွန်ကတ်လိုက်နော် လေးကိုရွဲကိုဗရိတ်ကခွန်ပိုင်နဲ့လေးကိုခွန်ဆိုတဲ့ကဏ္ဍအာဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီနေရာမှာလာထွက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီစရုပ်ထအကန့်မှာဒီဖြစ်စဉ်လေးကိုတည်လိုက်တယ်ဒီမှာရှိနေတာဒီတစ်နှလုံးနော်တစ်တစ်အတွဲကိုဒီဗရိတ်ကတင့်နေကပ်ပြီးတော့တစ်ထွိုင်းဆိုတဲ့ကဏ္ဍကိုနော်တစ်ထွိုင်းဆိုတဲ့ကဏ္ဍကိုဦးနဲ့တို့ကဒီ2025ခုနှစ်မှာကြာချင်တာ ကြာကျွန်တော်ဒီပထမအကတ်မှာဒီ56အတွဲကိုဒီပရိတ်6တလုံးပိုင်နဲ့ကတ်ပြီးတော့96ဆိုတဲ့ကဏ္ဍပတ်လေဒီမှာကြာတော့မယ့်အချိန်မှာသူ့ရဲ့မြင်းကုံမှာတုံညာခါနော်စုံစီနီယာထောက်ပြီးမှကြတယ်ကလင်နာလေးရှုပ်သွားမှဆိုလို့ကြံလာရင်မပြတော့ဘူးတုံညာခါရဲ့မြင်းကုံမှကြတယ်ဒုတိယအကတ်မှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်ငားလေးတွဲကိုဗရိတ်နှစ်ကပ်ပြီးတော့ငားလေးနှစ်ဆိုတဲ့ကဏ္ဍပတ်လေဒီတုံညာခါပြီးတော့နှစ်ခါစုံစီနီယာနှစ်ခါရဲ့မြင်းကုံမှကြတယ်တတိယအကတ်ဖြစ်စဉ်ကလေးကိုတည်လိုက်တယ်လေးကိုတွဲကိုဗရိတ်ခွန်တဲ့လေးကိုခွန်ဆိုတဲ့ကဏ္ဍပတ်လေဒီ နော်မှာကြမဲ့အချိန်မှာ၃ညခါနှစ်ခါပြီးတော့၄ခါရဲ့မြင်းကုန်မှာကြတယ်ဟုတ်ပြီဒါဆိုရင်စရုပ်ထအကမှာဖြစ်စဉ်လေးကိုတင်လိုက်တယ်တင်းနှလုံးအပူကိုဒီ break တက်ကပ်ပြီးတော့တစ်ထွိုင်းဆိုတဲ့ကဏ္ဍသည်နော်၃ညခါနှစ်ခါ၄ခါအခုဒီမှာ၆ခါငုတ်တုတ်ကလေးထိုင်းနေတယ်အဲ့တော့ဒီနေရာလေးမှာဒါဥနိုင်ကတစ်ထွိုင်းဆိုတဲ့ကဏ္ဍလေးကိုဒါကြကြင်နေပေါ့နော်အတူရဲ့အောက်မှာလည်းဒါစုံစီနီယံထောက်တဲ့ကစားကွက်ကတော့မရှိတော့ဘူးဒါနောက်ဆုံးပဲဒါစုံစီနီယံထောက်ပြီးတော့ဒီနေရာလေးမှာတစ်ထွိုင်းကိုကစားပြလိုက်တာ ကဲကောင်းပြီခုဒီတုံးကက်စီနဲ့ကစားမှာလည်းဒါဥနဲ့တို့ဒီမှာတုံးကက်စီကိုမှလုံးဝဗရိတ်တီရောပေါင်းကြီးတွေရောအကုန်လုံးချုပ်ပြီးတော့ကစားပြမယ်ပေါ့နော်ကစားပြမယ်ဆိုတာကသူ့ရဲ့စီကျော်ရဲ့စီစင်းပုံသွာလာလှုပ်ရှားနေတဲ့ကစားပုံတွေကအင်မတန်စိတ်ဝင်စားစရာကောင်းတယ်နော်အင်မတန်စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီတော့ပထမဦးဆုံးဒါဥနဲ့တို့ဘယ်လိုပုံစံမျိုး တိုင်မြင်ကိုတင်မလဲဆိုတော့နော်ဒီသုံးလုံးပေါင်းခြင်းကိုဘွားကိုကိုပါဝါလေးပြည့်နော်အဲ့ဒီလိုကစားပြီးတော့မှဒီသုံးလုံးပေါင်းတစ်တစ်ရဲ့နှက်ခတ်ကိုဒီသုံးလုံးရှစ်ဒီသုံးလုံးရှစ်လို့ထည့်ထည့်ပြီးတော့မှဒီသုံးလုံးတုံညကိုဒီနှလုံးတုံညလို့လမ်းပြီးထည့်လိုက်တယ်ဒါပရမတကယ်ဒုတိယကမှလည်းအဲ့လိုပဲဒီသုံးလုံးပေါင်းကိုဒီနှလုံးပေါင်းကိုပြည့်လေးဒီသုံးလုံးပေါင်းတစ်တစ်ရဲ့နှက်ခတ်ဒီသုံးလုံးပေါင်းရှစ် ဒီ၃လုံးပေါင်း၈လို့ကစားပြီးတော့မှဒီ၃လုံးတုံညကိုဒီနှလုံးတုံညလို့ထည့်လိုက်တယ်။ဟုတ်ပြီ။ဒါဆိုရင်တတိယအကမှာဒီ၃လုံးပေါင်း၉ဒီနှလုံး၉ဗရိတ်၄နော်။အဲ့တော့ဒီ၃လုံးပေါင်း၁၁ရဲ့နှက်ခတ်ကိုဒီ၃လုံး၈ဒီ၃လုံး၈လို့ကစားပြီးတော့နော်။ဒီ၃လုံးတုံညကိုဒီနှလုံးတုံညဆိုပြီးတော့ဒါဖရိန်ကိုစပြီးတော့တည်လိုက်တယ်။တည်ပြီးတာနဲ့ကောင်းပြီ။နော်အဲ့လိုတည်ပြီးတာနဲ့သူကလာတော့မှဇလန်းကနော်ဒါဖရိန်ကိုစပြီးတည်လိုက်တာ။ အဲ့ဒီလိုတည်ပြီးတာနဲ့ဒီငါးစွန်းတဲ့ဂုဏ်တွေထဲမှာပထမဒီအဝါရောင်လေးတွေပဲကြည်လိုက်ပေါ့တစ်ချိန်နဲ့တစ်ချိန်မှာကစားမှာနော်ဒီငါးစွန်းတဲ့ဂုဏ်တွေမှာဒီအဝါရောင်လေးတွေကနန်း၄လုံးပေါင်းခြင်းဒီခွန်းအဲ့ဒီခွန်းကိုငါးနဲ့နှစ်နဲ့ခွန်းရှေပေါင်းခွန်းလို့ထည့်တယ်၄လုံးပေါင်းခွန်းငါးနဲ့နှစ်နဲ့ခွန်းရှေပေါင်းခွန်းလို့ခွန်းဖြစ်ရှင်၃မျိုးကစားတဲ့တွေ့အဲ့ဒီခွန်းဒီနောက်မှာပူးမှာခွန်းနှလုံးဒီနောက်မှာပူးမှာ၄လုံးပေါင်းခွန်းထိတ်နဲ့အပိတ်နဲ့ခွန်းရှေပေါင်းခွန်း ွန်ဖြစ်ချင်းကြောင့်ခုနှစ်လုံးဒီနောက်မှာပူးမှာပူးပြီးတာနဲ့သူ့ရဲ့ဒီဆောင်းမှာဒီသုံးလုံးပေါင်း9ဒီသုံးလုံးပေါင်း9လို့ဖြစ်လိုက်တယ်သုံးလုံး9ကိုသုံးလုံး9လို့ထည့်တဲ့အတွက်အဲ့ဒီ9ကထိတ်စီအဲ့တော့9ခွန်ခွန်ဆိုတဲ့ကဏ္ဍဒဲ့ဒီပရိတ်က9မို့လို့အဲ့ဒီ9ပရိတ်ကလည်းဘယ်လိုပြန်ကြိုက်မလဲဆိုတော့ဒီနေရာမှာရှေးပေါင်း9တိုင်မြင်ကွာဝေးအတူတူပဲဒီနှလုံးက9အဲ့ဒီ9ဒီဒီသုံးလုံး9အဲ့ဒီ9ဒီဒီသုံးလုံး9ဆိုပြီးတော့ကိုပြရှင်ကလည်းတမျိုး2မျိုး3မျိုး4မျိုးထည့်တယ်ထည့်တဲ့အတွက်ပရိတ်9လို့လည်းကြိုက်တယ် ကဲတဲ့တော့အဲ့ဒီငါးခုံခုံတဲ့ဒီအဲ့ဒီငါးဆုံးတဲ့ဂုနှစ်ထဲမှာငါးခုံခုံကနော်တဲကြမှာဟုတ်ပြီတဲကြမှာနော်အဲ့တော့ဒီသုံးလုံးငါးကဒီသုံးလုံးငါးလို့ဖြစ်တဲ့ချိန်ငါးထိပ်စီးလို့ပေးဖို့အတွက်ကိုလေကိုပရိတ်ကိုပါပါလေးပရိတ်လို့ထောက်ပြီးတော့မှအဲ့ဒီငါးထိပ်စီးနဲ့ဒီဖြစ်ခဲ့တဲ့နေလုံးပေါင်းခုံနှလုံးပေါင်းခုံဒီနှလုံးခုံကခုံခုံအပူးနဲ့ငါးခုံခုံတဲ့ဒီဒီနေရာကိုလာကြမှာသူကြတော့မဲ့အချိန်မှာထောက်ချက်ကလေးကရိုးရိုးရှင်းရှင်းလေးနဲ့ကစားတာဟုတ် နောက်တော့ပြန်ရှင်းပြမယ်ဒုတိယကမှလည်းအဲ့လိုပဲဖြစ်စဉ်လေးအားလုံးကိုတင်လိုက်တယ်ဒီနှလုံးရှင်းနဲ့ဒီနှလုံးရှင်းနဲ့ပေါင်းတော့6နှစ်နဲ့၄နဲ့ပေါင်းတော့6ရှေ့ပေါင်း6 6ဖြစ်ချင်း3မျိုးကစားတဲ့အတွက်အဲ့ဒီ6ဒီနောက်မှာပူးမှာ6နှလုံးပူးမှာပူးတဲ့အတွက်ကိုသူ့ရဲ့ဒီဇောင်းမှာဒီ3လုံး4ဒီ3လုံး4 4 4လို့ထောက်တဲ့အတွက်ကို4ထိပ်စီ466ဒဲပေါ့နော်အဲ့4ထိပ်စီပေးဖို့အတွက်ကိုလည်းဒီပရိရှိ10ပါဝါ3ပရိလို့ထောက်ပြီးတော့မှဒီ4ဒီ4လို့ဖြစ်လို့4ထိပ်စီနဲ့466ဒဲပေါ့ ပရိသတ်6မို့လို့ဒီနေရာမှာရှေးပေါင်း6ဒီနေရာမှာနှလုံး6ဒီသုံးလုံးက6ဒီသုံးလုံးက6 6ဖြစ်ခြင်းကလည်း1မျိုး2မျိုး3မျိုး4မျိုးဖြစ်တဲ့အတွက်ပရိသတ်6ကလည်းကတ်ရမယ်4 6 6ဒဲ့ဒီအဲ့ဒီ9ဆုံးတဲ့ခုနှစ်တဲမှာဒီမှာလာကြတယ်4 6 6ဒဲ့ဟုတ်ပြီနောက်ဆုံးရင်ဦးနိုင်တို့ဒီတတိယကမ္ဘာဖြစ်စဉ်တွေအလုံးကိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီကနန်း၄လုံးပေါင်းခြင်း1 4နဲ့9ပေါင်းတာ1ရှေးပေါင်းခြင်းဒီ1လို့ကစားတယ်အဲ့တော့ လေးလုံးပေါင်းတစ်ထိတ်နဲ့အပိတ်နဲ့တစ်ရှေးပေါင်းတစ်လိုကစားတဲ့အတွက်တစ်နှလုံးဒီနောက်မှာပူးမှာတစ်နှလုံးပူးပြီးတာနဲ့သူ့ရဲ့ဒီပဲဇောင်းမှာဒီသုံးလုံးပေါင်းတစ်ကိုဒီသုံးလုံးပေါင်းတစ်လိုထည့်လိုက်တဲ့အတွက်အဲ့ဒီတစ်ကထိတ်စီတစ်ပူးကိုတစ်ထိတ်လေးထည့်လိုက်တဲ့အခါမှာတစ်ထွိုင်းလို့ရရောအဲ့တော့တစ်ထိတ်စီပေးဖို့အတွက်ကိုလည်းဒီမှာဗရိတ်ခွန်းခွန်းเนาะဒီမှာဗရိတ်ခွန်းခွန်းပါဝါနှစ်ဗရိတ်ဆိုပြီးသူကထည့်ခဲ့တဲ့အတွက်ကိုတစ်ထိတ်ကလည်းလုံးဝကွက်တီကိုကစားတယ်ပေါ့နော်အဲ့တော့အဲ့တစ်ထွိုင်းဆိုတဲ့ကဏ္ဍဒီသုံးဗရိတ်ဖြစ်တဲ့အတွက်ဒီနေရာမှာရှေးပေါင်းတော့ဒီနှလုံးတော့ ီ၃လုံးပေါင်း၃ဒီ၃လုံး၃လို့သုံးဖြစ်ချင်းကလည်း၁မျိုး၂မျိုး၃မျိုး၄မျိုးကစားတဲ့အတွက်ဗရိတ်ကလည်းကြိုက်တဲ့အတွက်ကိုတစ်ထွိုင်းဆိုတဲ့ကဏ္ဍကဒါဒီအချိန်လေးကိုကြာမှာကြာမှာဆိုတော့ဒီပထမကတ်မှာခုနပြောခဲ့တယ်လို့အဝါရောင်လေးတွေပေါင်းခဲ့တဲ့၄လုံးပေါင်းခွန်၂လုံးပေါင်းခွန်ရှေ့ပေါင်းခွန်ကခွန်ပူးမယ်ဥပ္ပယာနဲ့ဒီ၃လုံး၅ဒီ၃လုံး၅ဒီ၅ထိပ်အဲ့ဒီ၅ခွန်ခွန်ဒီဒီနေရာမှာကြာတော့မယ့်အချိန်မှာနော်၆ခါပုံဒီဒီနှလုံး၄နဲ့၃ညလို့အရင်စထည့် တုံညလို့စထည့်တယ်6ခါဒီပုံဒီဒီနှလုံး၄နဲ့တုံညလို့ထည့်တယ်ထည့်ပြီးတော့မှဒီနှလုံး၄ကိုဒီနှလုံး၄လို့ကစားပြီးတော့မှသူ့အောက်ကိုထည့်နော်ဒုတိယကမှလည်းအဲ့လိုပဲဒီအဝါရောင်လေးတွေပေါင်းလိုက်တဲ့6ဒီနောက်မှပူးမယ်ဒီ၃လုံး၁ကဒီလိုဒီ၃လုံး၄ရာဒီလို၄ကြောင့်၄ထိတ်လို့ထည့်တော့၄6 6ထည့်တည်ဒီနေရာထွက်တော့မယ်အချိန်မှာ6ခါဒီပုံဒီဒီနှလုံး၄နော်ပေါင်းလိုက်ရင်တုံည တုံကြောင်လို့ဖြစ်ပြီလားဒီနှလုံးငါးကိုဒီနှလုံးငါးလို့ထောက်လိုက်တဲ့တွေ့ဒီနေရာမှာသူကတဲထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာနော်တတိယကံမှာဖြစ်စဉ်လေးကိုတည်လိုက်တယ်လေးလုံးပေါင်းရင်တစ်နှလုံးပေါင်းတစ်ရှေ့ပေါင်းတစ်ကြောင်တစ်နှလုံးပူးမှာအဲ့ဒီတစ်ပူးကိုဒီသုံးလုံးတစ်ဒီလိုတစ်ကထိတ်စင်းနဲ့တစ်ထွိုင်းဆိုတဲ့ကဏ္ဍဒီဒီနေရာလေးကိုထွက်ရှင်တာထွက်တော့မဲ့အချိန်မှာလဲ6ခါနဲ့နောက်နှလုံး၄နဲ့တုံကြောင်လို့ဖြစ်တယ်ဒီနှလုံး6ကိုလည်းဒီနှလုံး6လို့ထည့်တဲ့အတွက်ကိုဒီနေရာကိုဒါစီနီယာလေးတွေပါထောက်ခဲ့တဲ့တော့ဒီနေရာကိုတစ်ထွိုင်းကကစားခြင်းတာ ်เนาะပထမကတ်မှာ၃လုံးပေါင်း၃ညပုံတည်နှလုံး400နှလုံး4ထောက်တယ်၄ပြီးတော့နှလုံး9ကနှလုံး9လို့ထောက်တယ်၃လုံးပေါင်း၃ညဒီပုံတည်လို့ဖြစ်မှာတွေ့တယ်၄5ပြီးတော့ဒီနှလုံး6ကနှလုံး6လို့ထောက်တယ်ဒီ၃လုံးက၃ညလို့ထောက်ပြီးမှာတွေ့တယ်ဒါကတစ်မျိုးနောက်တစ်ခါရှစ်ထိတ်နဲ့ရှေးပေါင်း၃နဲ့ဟာ၁ရှစ်ထိတ်နဲ့ရှေးပေါင်း၄နဲ့ဟာ၂၉ထိတ်နဲ့ရှေးပေါင်း၄နဲ့ဒီ၃၁နဲ့၃ဆိုပြီးစီနီယာထောက်တဲ့အတွက်ဒါဒီနေရာလေးမှာထွက်ရှင်တာကောင်းပြီအပြည့်၍ ဒါကတော့ချွင်းချက်အနေနဲ့ပြောတာကျေပြီဒီထောက်ချက်နဲ့မကစားပဲနဲ့เนาะအဲ့တော့ဒီထောက်ချက်နဲ့မကစားပဲနဲ့ဒီထဲမှာဥနိုင်က1.35ဆိုတဲ့ကဏ္ဍတကွာထည့်ပြီးထားတယ်เนาะအဲ့တော့အဲ့ဒီမှာဒီထောက်ချက်နဲ့မကစားပဲနဲ့ပထမ3.9ပတ်လေရအောက်ကိုထွက်တယ်ဒုတိယ3.62ရအောက်ကိုထွက်တယ်ခုတတိယပေါ့3.5နှစ်เนาะ3.5နှစ်ဆိုတဲ့ကဏ္ဍထွက်ပြီးတဲ့အောက်ကိုထွက်မယ်ဆိုလေသူကလိမ်ပြီးထွက်မယ်ဆိုရတယ်အဲ့1.35ကတော့ဒုတိယလိုက်ကြမှာပြမယ်เนาะအဲ့တော့နှစ်စနစ်လေးတွေနဲ့အခုလိုပြခဲ့တယ်လို့ပဲထပ်ပြပေးမယ်ဒါလေးကလည်း3ကစီလေးပဲအင်မတန်မှ ချစ်စရာကောင်းတဲ့ကစားကွက်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နော်ချစ်စရာကောင်းတဲ့ကစားကွက်လေးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီသူ့ရဲ့ကလင်နာပရမဥနိုင်ပြောခဲ့တယ်လို့ပဲစီးစင်းနေတဲ့ကိန်းကနန်းတွေရဲ့တွမ်းလာလှုပ်ရှားမှုတွေကိုဒါဥနိုင်တို့ကလိလာတုံးတက်ပြီးတော့ဖြစ်နိုင်မှာဖြစ်နိုင်ကစားကွက်လေးတွေကိုချပြရတာဖြစ်တယ်။နော်အာဥနိုင်ကိုအပိုင်လေးတစ်ကွက်လောက်ပေးပါ ဆိုပြီးတောင်းရင်ကတော့ဥနိုင်လည်းမပိုင်ဘူးဥနိုင်တော်မှာဘာကနန်းပေါက်ကနန်းမှမတိလို့ကိုအကုန်လုံးရမ်းလုံနေရတာနော်အရမ်းလုံနေရတာဥနိုင်လည်းပေါက်ကနန်းမတိဘူးရဲ့ဒါတို့ကြလေးတွေပြရတာနော်အဲ့ဒါအဲ့ဒါလေးဥနိုင်ပြောပြတာနော်ဥနိုင်အပိုင်လေးပေးပါအပိုင်လေးပေးပါဆိုမပိုင်ဘူးညာနော်မပိုင်ဘူးလေဥနိုင်လည်းရမ်းလုံနေရတာတို့ကြလေးတွေပြပေးနေရတာကဲကောင်းပြီဒါတော့ဥနိုင်တို့စကြမယ်ဒီမှာ၃ပြည့်သုံးပြည့်တို့ကစားပြီးတာနဲ့တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ချပြီးတော့သုံးနှစ်ခတ်ဒီငါးပြည့်သုံးပြည့်ပြစ်ခါနဲ့ ငါးပရိလိုကစားတယ်ကစားပြီးတော့ခွန်ခါကြောင့်သူ့ရဲ့နောက်တစ်နှစ်မှာ၃ချိန်မှာခွန်ပရိရိုက်တယ်။မတကက်ရှိတယ်။ဒီမှာလဲ၃ပရိတနေ့နှစ်နှစ်၃နှစ်၄နှစ်၅နှစ်ချပြီးတော့တိခါနဲ့သုံးရနေခံ၅ပရိအဲ့ဒီလိုကစားပြီးတာနဲ့နောက်တစ်နှစ်မှာခွန်ခါကြောင့်၃ချိန်မှာခွန်ပရိအဲ့မှာတကက်ရှိတယ်။ဟိုတတိယကဒီမှာ၃ပရိတနေ့နှစ်နှစ်၃နှစ်၄နှစ်၅နှစ်ချတိခါနဲ့၅ပရိအဲ့လိုရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်ခါသူ့ရဲ့နောက်တစ်နှစ်မှာ၃ချိန်မှာခွန်ပရိ၃ကက်စီနော်၃ကက်စီဒါကတော့ ဘာပေါ့စနစ်လိုင်းခေါ်တာပေါ့စီကြောလိုင်းမဟုတ်ဘူးဒါကကြစနစ်ပေါ့သွားတဲ့သွားပုံလာပုံတိုင်မင်းနေမတူဘူးစနစ်ခေါ်တာပေါ့နော်ဟုတ်ပြီအဲ့ဒီလိုတွေကစားပြီးတာ ਨੇ ပထမအကတ်မှာဒီ၃ပရိရဲ့တပွဲကြောမှာ၃ခါလို့ထည့်၃ပရိရဲ့တပွဲကြောမှာ၃ခါလို့ထည့်ပြီးတော့နော်သူ့ရဲ့တပင်းနှပင်း၃ပင်းရဲ့ဘေးမှာထိတ်နေရှေ့ပေါင်းနေ၃ဒီ၃လုံး၃ကိုဒီမှာ၃ခါလို့ထည့်ပြီးတော့အဲ့ဒီ၃ကိုလည်းဒီ၃လုံး၃လို့ပြန်ထည့်တယ်ထည့်ပြီးတာ ਨੇ နှစ်နှစ်ချားပြီးတော့နောက်ပေါင်း၃လို့ထည့်တယ် အဲ့ဒီ၃လို့ထည့်ပြီးတာနဲ့နောက်တစ်ခါ၂နှစ်ချပြီးတာနဲ့ဒီ၄လုံးပေါင်းရင်၃လို့သူကပြန်ထည့်တယ်အဲ့တော့ဒီဖြစ်စဉ်ကလေးကိုတည့်ပြီးတာနဲ့နော်နည်းနည်းလေးအပေါ်လေးနည်းနည်းမြင့်လာတာမှအကုန်လုံးခြုံပြလိုက်ရမှာနော်တည့်ဟုတ်ပြီဒီလိုလေးမှဒါမှခြုံပြလိုက်ရမှာအဲ့ဒီတော့ဒီဖြစ်စဉ်ကလေးကိုတည့်ပြီးတာနဲ့နော်ဒီ၃လုံး၃၃ခါဒီလို၃ဒီလို၃လေးလုံးတော့တုံးဖြစ်ရှင်ဒီတမျိုးနှမျိုးသုံးမျိုးလေးမျိုးငါးမျိုးကစားတယ်အဲ့ဒီလို၅မျိုးကစားလိုက်တာ ਨੇ ခွန်ခါခွန်ပရိတ်လို့ဖြစ်တဲ့နေထဲမှာသုံးဖြစ်ချင်း၅မျိုးကစားလို့ဒီနေရာလေးမှာသူကသုံးထွန်းဆိုပြီးတော့လာထွက်တယ်ဒါပရမတ်တကက်ဟုတ်ပြီဒါဆိုရင်ဒုတိယအကက်နော်ဒုတိယအကက်မှာလည်းဥနိုင်တို့အဲ့ဒီလိုပဲဒုတိယအကက်မှာလည်းဖြစ်စဉ်ကလေးကိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီသုံးပရိတ်ရဲ့တဝဲကြောင်မှာခွန်ခါဒီသုံးလုံးခွန်ခွန်ခါဒီသုံးလုံးခွန်နောက်ပေါင်းခွန်လေးလုံးပေါင်းချင်းခွန်ဆိုပြီးတော့လုံးဝကိန်းကနန်းတွေကိုတိတိကျကျလှလှပပကိုကစားထားတာတွေ့ရတယ် ဲ့လိုတွေ့ရတဲ့အတွက်ကိုခွန်ကားခွန်ပလေးလို့ရိုက်တဲ့အနေထဲမှာခွန်ဖြစ်ချင်းဒီတစ်မျိုးနှစ်မျိုးသုံးမျိုးလေးမျိုးငါးမျိုးကစားတဲ့အတွက်ခွန်ကားခွန်ပလေးလို့ရိုက်တဲ့နေ့ထဲမှာခွန်ထိုင်းဆိုတဲ့ကဏ္ဍလေးဒီမှာလာကြတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကတ်မှာသုံးပလေးလဲထောက်ထားတယ်တစ်ခါနဲ့ပလေးငါးလဲထောက်တယ်ခွန်ကားခွန်ပလေးလဲထောက်ပြီဆိုတော့သူ့ရဲ့တပွဲကြောင်မှာဒီမှာတစ်ခါအဲ့ဒီတစ်ခါလဲသုံးလုံးပေါင်းတစ်ကိုတစ်ခါလို့ထည့်ပြီးတော့ဒီသုံးလုံးတစ်ကိုနောက်ပေါင်းတစ်လို့လှမ်းကစားတယ်ကစားပြီးတော့မှလေးလုံးပေါင်းချင်းတစ်ဆိုပြီးတော့ လုံးဝအံ့ဩဖွယ်ရဒကားခွက်ကိုတွေ့မြင်လိုက်ရတယ်ပေါ့နော်တွေ့မြင်လိုက်ရတဲ့အတွက်တိပြည့်ချင်းဒီတမျိုးနှစ်မျိုးသုံးမျိုးလေးမျိုးငါးမျိုးကစားတယ်တိပြည့်ချင်းငါးမျိုးကစားတဲ့အတွက်ခွန်ခါခွန်ပလေးလို့ကြားတယ်နှစ်ထဲမှာတစ်ထွိုင်းဆိုတဲ့ကနန်းလေးကိုဒါဦးနိုင်ကဒီအချိန်လေးမှာကစားလိုက်ချင်တော့လားကောင်းပြီဒါဆိုရင်ဒီပထမအကတ်မှာနော်ပထမအကတ်မှာကစားခဲ့တဲ့ဖြစ်စဉ်လေးကိုတည်လိုက်တယ်တည်ပြီးတော့ သုံးလုံးပေါင်းသုံးသုံးခါသုံးလုံးပေါင်းသုံးနောက်ပေါင်းသုံးလေးလုံးသုံးလို့ဖြစ်လို့သုံးဖိုင်ဒီဒီနေရာကိုကြာတော့မယ်ဆိုရင်လာပြီဘလို့ပုံစံရမှာလဲတင်းတော့ပိတ်ပရိငါတင်းတော့ပိတ်ပရိငါလို့ကစားတယ်ဒီသုံးလုံးတုံညာတုံညာနှစ်ခတ်ဒီလိုခွန်းလို့ထည့်တယ်ထည့်ပြီးတော့မှဒီနေရာမှာသုံးဖိုင်ကစားတော့မယ်ဆိုရင်ဒီသုံးလုံးကသုံးလို့ထောက်ပြီးတော့မှသုံးထိုင်လို့ကစားမယ်ဒါကပရမတ်တစ်မျိုးဒုတိယဒုတိယကမှာလဲအဲ့လိုပဲဖြစ်စဉ်လေးကိုတင်လိုက်တယ်သုံးလုံးပေါင်းခွန်း ခွန်ခါ၃လုံးခွန်နောက်ပေါင်းခွန်၄လုံးခွန်လို့ဖြစ်ခဲ့လို့ခွန်ဖြစ်ခြင်း၅မျိုးကစားတဲ့အတွက်ခွန်ထိုင်ကစားတော့မဲ့အချိန်မှာတင်းနောက်ပဲဗရိန်ငါပထမကတ်ကလိုပဲဒီ၃လုံး၃ညကို၃ညနှစ်ခတ်ခွန်လို့ထောက်ပြီးတော့မှခွန်ထိုင်ထောက်ဖို့အတွက်ကိုဒီနေရာမှာ၃လုံးပေါင်းခွန်လို့ထောက်ပြီးတော့မှခွန်ထိုင်ကထွက်ရမှာကဲဟုတ်ပြီဒါဆိုရင်နော်ခုဦးနိုင်တို့ဒီတတိယကတ်မှာဖြစ်စဉ်ကလေးကိုတည်လိုက်တယ်၃လုံးပေါင်း၁တစ်ခါ၃လုံးပေါင်း၁နောက်ပေါင်း၁၄လုံး၁လို့ကစားခဲ့တဲ့အတွက် ပြစ်ထွင်မှုဒါနဲ့ကဒီညာလေးကိုကစားတော့မှာကစားတော့မှာဆိုတော့ပထမအကက်ဒုတိယအကက်ကလို့ပဲတင်တော့ပိတ်ပရိငါသုံးလုံးပေါင်းတုံညာတုံညာနှစ်ကက်ခွန်းလို့လည်းသူထည့်လိုက်တဲ့အတွက်ပြစ်ထွင်ကစားဖို့ကိုလည်းဒီသုံးလုံးကတစ်လို့ထောက်တဲ့တော့ကိုဒီညာမှာဒါပြစ်ထွင်ကစားတော့မှာအင်မတန်မှချစ်စရာကောင်းတဲ့ထောက်ချက်ကလေးကိုဒါပထမအနေနဲ့တွေ့မြင်ရတာနော်အဲ့တော့ဒါပထမဖြစ်စဉ်ထောက်ချက်ကတစ်ပရိတစ်ပိတ်ငါးပရိသုံးလုံးတုံညာခွန်းသုံးထိုင်ဖြစ်ဖို့အတွက်ကိုသုံးလုံးသုံးလို့ထောက်တာဒါပထမ ထောက်ချက်တမျိုးအဲ့မှာနောက်ထပ်ထောက်ချက်တစ်ခုဦးနိုင်ထပ်ပြီးပြပေးမယ်နော်နောက်ထပ်ထောက်ချက်ကဒီမှာဒီသုံးလုံးပေါင်းခြင်းကပုံသေး၈၈ပါးပါကိုဒီသုံးလုံးက၃လို့ထည့်တယ်နော်၈ပါးပါ၃လို့ထည့်ပြီးဒါနောက်ထောက်ချက်တမျိုးထပ်ထည့်တာဒုတိယကမ္ဘာလည်းတင်းနောက်ပိတ်ပရင်က၃လုံး၃ညာ၃ညာနှစ်ကက်ခွန်းလို့ထောက်လိုက်တော့ခွန်းထွန်းထွက်မဲ့အချိန်မှာဒီသုံးလုံးခွန်းလို့ထောက်တယ်ထောက်တဲ့အချိန်မှာလည်းဒီနေရာလေးမှာနော်ဒီ၉နှလုံးနဲ့ဒီက၃ညာနဲ့၃လုံးပေါင်းခြင်းဒီ သုံးလုံးပေါင်းခြင်းသည်8เนาะသုံးလုံးပေါင်းခြင်းသည်8လို့ကစားတယ်8လို့ကစားပြီးတော့မှ8ရပါပါသည်9 8 3လို့သူကထောက်လိုက်တယ်เนาะဒီမှာဒီသုံးလုံးပေါင်းခြင်းသည်8 8ပါပါဒီသုံးလုံးပေါင်းခြင်း3ဒုတိယကတ်မှာလည်းဒီသုံးလုံးပေါင်းခြင်းသည်8 8ပါပါဒီသုံးလုံးပေါင်းခြင်း3ဟုတ်ပြီဒါဆိုရင်တတိယကတ်မှာเนาะတင်းတော့ဘိတ်ပရိငါလည်းထောက်တယ်သုံးလုံး တုံညာတုံညာနှက်ခတ်ခွန်လဲထောက်တယ်ထောက်ပြန်တယ်တိထောင်ကြဖို့အတွက်ကိုဒီသုံးလုံးတိကလည်းထောက်ပြီထောက်တော့တခါနောက်တစ်မျိုးကဒီသုံးလုံးပေါင်းခြင်းဒီရှေ့နော်ရှေ့ရပါပါသည်ဒီသုံးလုံးပေါင်းခြင်းကသုံးလို့တခါပြန်ပြီးတော့ထောက်လိုက်တော့ထောက်ချက်ကစုံလင်းစွာနဲ့နှစ်မျိုးဖြစ်သွားတယ်ကောင်းပြီဒါဆိုရင်နောက်ထပ်တစ်မျိုးထပ်ပြီးတော့အဲ့ဒီမှာကစားထားတဲ့ထောက်ချက်လေးကိုဦးနိုင်ရှင်းပြနော်အဲ့တော့နောက်ထပ်ထောက်ချက်တမျိုးကဘယ်လိုထောက်လဲဆိုတော့ဒီနေရာမှာဒီနှလုံးကတုံညဒီနှလုံးတုံညကို ီရှေ့နှလုံးနဲ့ဒီနောက်နှလုံးနဲ့ပေါင်းရင်းဒီတုံညာလို့နှလုံးတုံညာကိုလေးလုံးတုံညာလို့သူထည့်တုံညာပြီးတော့နှလုံးပေါင်းတဲ့လို့ထည့်အဲ့ဒီတစ်ကိုလည်းဒီနှလုံးခွန်နဲ့နောက်ပေါင်းလေးနဲ့ကိုတစ်လို့ပြန်ထည့်တယ်နှလုံးတစ်ကိုလေးလုံးတစ်လို့ထည့်ဟုတ်ပြီတုံညာပြီးပြီတစ်ပြီးပြီဆိုတော့ဒီနေရာမှာလုံးဝလေးနဲ့ရှင်းနေသည်နှစ်အဲ့ဒီနှစ်ကိုလည်းဒီနှလုံးပေါင်း9နဲ့နောက်ပေါင်းခွန်နဲ့ကိုနှစ်ဆိုပြီးတော့လှလှပပစီနီယာလေးထောက်လိုက်တာကို တွေ့မြင်ရတယ်ပေါ့နော်အင်မတန်မှကောင်းမွန်တဲ့စိုက်ကလေးဖြစ်တယ်ကစားကွက်တွမ်းလာဟဲ့ဒါသူ့ရဲ့ခဏရဲ့နေရာမှာသဘောတရားပေါ့နော်အင်မတန်ကောင်းတယ်ပေါ့ကဲကောင်းတယ်အဲ့ဒီတော့တစ်ထွန်နဲ့ပတ်သက်လို့ဒါနဲ့ဆိုရင်ဒါ၃မျိုးရှိပြီပေါ့နော်၃မျိုးရှိပြီကောင်းပြီဒါဆိုရင်လိုင်းလေးတွေကိုပဲဥနိုင်ကထုတ်ပြခြင်းဖြစ်တယ်နောက်ထပ်စနစ်မတူတဲ့စနစ်တွေနဲ့ပြမယ်ဆိုရင်တစ်ထိုင်က9မျိုးလောက်ကြီးရှိတယ်နော်ဒါအခုက3မျိုးရှိပြီပြ။ကောင်းပြီ။ဒါဆိုရင်ဥနိုင်တို့ဒီမှာဒါလေးကတော့ ုံးကက်စီလေးပေါ့နော်ဒါလေးကိုတော့ဦးနိုင်ငံအပြည့်ဆုံးထောက်ချက်တွေရေးမပြတော့ဘူးအခုပြမယ့်ထဲကနေပြီးတော့ဒီတစ်ထွန်နဲ့ပတ်သက်တဲ့လိုအပ်တဲ့ထောက်ချက်လေးပဲပြမယ်ကျန်တဲ့ဒေါက်တွေကိုထည့်မပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့2020ရဲ့6ခုနှစ်မှာဒီခုစီလိုင်းတွေကနေပြီးတော့ဦးနိုင်ကစားမဲ့ကစားကွက်တွေကိုဒီစီလိုင်းတွေကနေပြီးတော့ဦးနိုင်မွေးကနေတွေထုတ်ထားတာကို2020 6ခုနှစ်နော်အခုနိုင်ရဲ့မန်ဘာအဖွဲ့ဝင်မိတ်ဆွေတွေကိုဒီထက်ကနေပြသထားတာရှိတဲ့အတွက်ကိုမလိုအပ်တဲ့စီးတွေ တောက်လီကိုတော့အထက်မပြတော့ဘူးပေါ့နော်ကဲဟုတ်ပြီအဲ့ဒါဆိုဦးနဲ့တို့ဒီမှာစမယ်တစ်ခါတစ်ခါကြောင့်ဒီအခွားနဲ့ဒီခါနဲ့တစ်လို့ဖြစ်တယ်ဒီမှာတကတ်ရှိတယ်ဂျားထဲမှာသူကတိုင်ပင်ကွာဦးအတူတူပဲတစ်ခါဒီအခွားနဲ့ဒီခါနဲ့တစ်လို့ဖြစ်တယ်ဂျားထဲမှာတိုင်ပင်ကွာဦးနှစ်ရီအတူတူပဲတစ်ခါအခွားနဲ့ခါနဲ့တစ်လို့ဖြစ်တယ်အဲ့လိုအဲ့လိုတစ်လို့ဖြစ်လိုက်တော့ကောင်းပြီတစ်လို့ဖြစ်လိုက်တာ ਨੇ နော်သူ့ရဲ့ဒီဘက်နှစ်မှာနော်၃ထွန်ကြတယ်သူ့ရဲ့ဒီဘက်နှစ်မှာ၂ထွန်ကြတယ် သူ့ရဲ့ဒီဘက်နှစ်မှာဒါတိထိုင်ကြရမယ်ပေါ့ဗျာဒါ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 ဟုတ်ပြီအဲ့3နှစ်တစ်ဆိုတဲ့ဇလန်းနေဒီအကုန်လုံးအလုံးလုတ်ခဲ့တယ်ဒါပေမဲ့ဒီလိုအပ်ချက်လေးတခုပဲပြခဲ့မယ်ကြံတဲ့ထောက်တွေမပြခဲ့တော့နော်အဲ့တစ်ခါအခွနဲ့ကားနဲ့တစ်လို့ဖြစ်လို့သူ့ရဲ့တပွဲကြော်မှာရှိတဲ့ဒီကနန်း၄လုံးပေါင်းခြင်းဒီ3လို့သူထည့်ခဲ့တယ်3လို့ထည့်လို့သူ့ရဲ့နောက်တစ်နှစ်မှာဒီနေရာလေးမှာ3ထွိုင်းလို့သူကစားတယ်တစ်ခါ အခွနဲ့အခါနဲ့တိလို့ဖြစ်လို့သူ့ရဲ့တပွဲကြော်မှာဒီလေးလုံးပေါင်းချင်းကနှစ်လို့ထည့်ခဲ့တယ်နှစ်လို့ထည့်လို့သူ့ရဲ့နောက်တဲ့နှစ်မှာနှစ်ထွိုင်းလို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာတိခါအခွနဲ့အခါနဲ့တိလို့ဖြစ်လို့သူ့ရဲ့တပွဲကြော်မှာလေးလုံးပေါင်းချင်းဒီတိလို့ကစားတဲ့အတွက်ကိုဒါဒီနေ့ထဲမှာတိထိုင်ကစားမှာအဲ့ဒီ၃နှစ်တိဇလန်းတွေကအများကြီးရှိတယ်နော်အဲ့ဒီထဲမှာဥနိုင်က2026မှာနော်လုံးဝမွေးကနန်းတွေထုတ်တဲ့အတွက်ကိုကြံတဲ့ထောက်တွေကိုထည့်မပြလို့နော်အဲ့တော့၃နှစ်တိကဘာကြောင့်ကြားရလဲလို့ဆိုတာအဲ့ဒီရှင်းပြတယ် အဲ့လေးလုံးပေါင်းသုံးလို့ဖြစ်လို့ဒီနေရာမှာသုံးထွိုင်းလို့ထွက်တော့မယ်ဆိုရင်နော်တုံညာထိတ်စီပုံတွေထောက်မယ်ထောက်ပြီးတော့မှသုံးထွိုင်းဖြစ်လို့မို့ဒီသုံးလုံးသုံးလို့ဖြစ်သုံးပါဝါရှစ်လို့ပိတ်ပြီးတော့မှသူ့ရဲ့ဇောင်းကိုသုံးထွိုင်းထွက်မယ်တုံညာထိတ်ပုံတွေစီနီယာစီနီယာရဲ့နှစ်ပွဲတော့မှထွက်တယ်ဒုတိယကမှာဒီဖြစ်ချင်းကြောင့်နှစ်ထွိုင်းထွက်တော့မယ်ဆိုရင်တုံညာထိတ်ကပုံတွေစီနီယာ ကစားတယ်သူ့ရဲ့နှက်ပွဲကြောင့်မှနှစ်ထွန်ထွက်မှာမို့လို့ဒီသုံးလုံးနှစ်နှစ်ပါပါခွန်းလို့ပိတ်ပြီးတော့မှဒီနေရာကိုနှစ်ထွန်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတစ်ခါအခွနဲ့ခါနဲ့တစ်လေးလုံးပေါင်းရင်တစ်ဖြစ်ခဲ့လို့ဒီနေရာမှာတစ်ထွန်ထွက်ဖို့အတွက်ကိုတုံညာထိတ်စီလဲထောက်နေပြီစီနီယာလဲထောက်နေပြီတစ်ထွန်ဖြစ်တဲ့အတွက်ဒီသုံးလုံးတစ်တစ်ပါပါ6ကလည်းပိတ်ခဲ့တဲ့အတွက်ဒီနေရာလေးမှာနော်ဒါလှက်လှပါပါတစ်ထွန်ဆိုတဲ့ကစားကွက်လေးကိုသုံးကက်စီနဲ့၃မျိုး၄ကက်စီနဲ့ တမျိုးအမြင်မတူတဲ့ရှူတော့ဘောင်းဆောင်ကနေပြီးတော့ဥနိုင်ကအများအားပေးနေတဲ့ဥနိုင်ရဲ့အမာခံ fan တွေအတွက်ကိုထိုင်ကနန်းကြိုက်တဲ့မိတ်ဆွေများနော်တခြားတခြားသောဆရာတွေနဲ့အမြင်နဲ့မတူတဲ့ထိုင်ကနန်းလေးပြောင်းနေတဲ့တစ်ကိုထိုင်ရဖြစ်နေကစားပြလိုက်ရခြင်းဖြစ်ပါတယ်နော်